တမန်တော်ဝတ္ထုအခန်းကြီး7ပိုင်းပိုင်းတက်ထိုအခါဟေရုံဘီတင်းဝင်သူအချို့တို့ကိုညှင်းဆဲခြင်းကစီရင်၍ယောဟန်၏အကိုဖြစ်သောယာကုပ်ကိုဓာတ်နှင့်ကွက်မြက်လေ၏ယူဒလူတို့သည်အားရဝမ်းမြောက်ခြင်းရှိသည်ကိုမြင်လျှင်အစုမပွဲနေ့တို့၌တဖန်ထက်၍ပေတရုကိုလည်းဖမ်းဆီးပြီးမှ ပတခါပွဲလွန်လျှင်လူများတို့အားထုတ်ပေးမိအကြံနှင့်အဆောင်အလျှောက်စစ်သူရဲ့တကြိတ်၆ယောက်တို့၌အပ်၍ ထောင်တွင်လောင်ထားလိမ့်၏ဟေရုမင်းကြီးကဟေရုမင်းကြီးကဒီအသင်းတော်ကိုညှင်းဆဲတယ်အဲ့လိုညှင်းဆဲတဲ့အချိန်မှာသူတို့ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဒီဟောတရားဟောခြင်းမှုကိုလှုပ်ရှားနေကြတဲ့ယောဟန်ရဲ့အကူဖြစ်တဲ့ယာကုပ်ကိုဓာတ်နဲ့ကွက်မြတ်တယ်အဲ့ဒီတရင်ကိုကြားတဲ့အခါမှာယူဒလူတွေဟာအာရဝမ်းမြောက်ခြင်းရှိတယ်ဆိုတာကို ဒီဟေရိုမင်းကြီးကမြင်တဲ့အခါမှာတဲ့အဇုမအပွဲမှာပေတရုကိုထပ်ပြီးတော့မှဖမ်းဆီးတယ်တဲ့ပတ္တခါပွဲလွန်လို့ရှိရင်တဲ့လူလူတွေကိုပေတရုကိုထုတ်ပြပြီးတော့မှထုတ်ပြီးတော့မှသူတို့စိတ်ကြိုက်ဒီယူရလူတို့စိတ်ကြိုက်သူကလုံမယ်ဆိုပြီးတော့မှအကြံနဲ့စောင့်အလျှောက်စစ်သူရဲ့တကြိတ်6ယောက်16ယောက်သူတို့နဲ့အတူသူ့ကိုဆောက်ရှောက်စီပြီးတော့မှထောင်ထဲမှာ လောင်ထားတယ်ဆိုတာကိုတွေ့ရတယ်။ပိုင်ငယ်ငါပေပေတရုသည် ထောင်၌အချင်းနေစဉ်တင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ဘုရားသခင်ကိုဆုတောင်းဝတ်ပြုကြ၏တဲ့ပေတရုအဲ့လိုထောင်ထဲမှာရှိနေတဲ့အချိန်မှာတဲ့အချင်းကြနေစဉ်အချိန်မှာတဲ့တင်းဝင်သူတို့သည်အသင်းတော်ဟာတဲ့ပေတရုအတွက်ကြိုးစားပြီးတော့မှဆုတောင်းတယ်တဲ့ဒီကြိုးစားပြီးတော့မှဆုတောင်းတယ်ဘုရားစီကိုလဲဆိုတော့ဘုရားသခင်ကိုဆုတောင်းပြီးတော့မှဝတ်ပြုကြတယ် ဆူတောင်းခြင်းဖြင့်ဘုရားသခင်ကိုဝတ်ပြုကြတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီကနေ့ဒီဆူတောင်းခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြခြင်းလို့ဒီအကြောင်းအရာလေးကိုဖတ်တာဖြစ်တယ်ပိုင်းငယ်6ပေတရုဒီဟေရုမင်းထုတ်ခါနီးညအချိန်တွင်တန်ကျိုးနှစ်ဆင်းနှင့်ခြင်အောင်ခြင်းကိုခံရလျက်စစ်သူရဲ၂ယောက်တို့အလယ်၌အိပ်ပျော်၍အဆောင်များတို့သည်ထောင်တကားရှိမှစောင့်နေကြ၏တဲ့ပေတရုကတော့တက်တက်တတာပဲဩဒါဘုရားရဲ့အခွင့်ဖြစ်မှာပေါ့ ဩယောဟန်ရဲ့အကိုယာကုပ်ကိုလည်းသူတို့ယာကုပ်ကိုလည်းဒီမှာဒါနဲ့တက်လိုက်ပြီဆိုတော့အငါ့ကိုလည်းဒီတိုင်းပဲသူတို့ဟိုအတီတက်ဖို့ပဲအတီတက်တော့တိုးတငယ်ကဲတို့ထောင်ထဲမှာအေးအေးဆေးဆေးဟာအိတ်နေတယ်ပေါ့နော်ဒီမှာကျန်းစာကအိတ်ပျော်ရအိတ်ပျော်နေတယ်ဆိုတာကိုတွေ့ရတယ်ရှင်ပြတို့ကအိတ်ပျော်နေတယ်ထိုအခါထောင်တာဖျားကြီးကောင်းကင်တမန်တီပေါ်လာရင်ထောင်အိမ်၌အလင်းထွန်းတောက်လေဤ ကောင်းကင်တမန်သည်ပေတရု၏နဘေးကိုပုတ်ခတ်၍အလျင်မြန်ထလော့ဟုဆိုလျက်ထစီ၏တန်ကြိုးသည်လည်းပေတရုလက်မှကျွတ်လေ၏ကောင်းကင်တမန်ပေါ်လာပြီးတော့မှပေတရုကိုပုတ်တယ်မြန်မြန်ထတော့ဆိုပြီးတော့မှပြောတဲ့အခါမှာရှင်ပေတရုထတဲ့အချိန်မှာတန်ကြိုးတွေကသူ့နဲ့သူပြုတ်သွားတယ်ကျွတ်သွားတယ်ကောင်းကင်တမန်ကလည်းတင်းဤခပန်းကိုစီလော့ချင်းင်းကိုလည်းစီလော့ဟုဆိုရင်သို့ဒီအတိုင်းပေတရုပြုတ်၏ဝက်လုံးကိုခြုံ၍ငါးနောက်တော့လိုက်လော့ဟုဆိုပြန်၏ ်ပေတရုသည်ထွက်၍လိုက်တော်လဲတောင်းကင်တမန်ပြုသည်များတို့သည်မှန်သောအမှုအရာဖြစ်သည်ဟုမတိမတ်မမှတ်ပဲမိမိသည်ဗျာဒိတ်ယူပါယုံကိုမြင်သည်ဟုထင်သည်တဲ့အဲ့လိုတွေလုံနေခြင်းဟာပေတရုကတော့သူ့စိတ်ထဲမှာသူဟာတည်လူအနေနဲ့တတ်မှတ်ထားပြီးသားဆိုတော့ဒီရာတွေဟာငါယူပါယုံမြင်တယ်အိမ်မက်မက်တလိုလိုခံစားရတယ်လို့သူကထင်နေတာဖြစ်တယ်။ကောင်းကင်တမန်လုတ်တဲ့အရာတွေဟာအစစ်မှန်မဟုတ်ဘူး။ဒါက လက်တွေ့အပြင်မှာတကယ်ဖြစ်နေတဲ့အရာမဟုတ်ဘူးငါအိမ်မက်မက်နေသလားဆိုပြီးတော့မှရှင်ပေတရုကထင်နေတာဖြစ်တယ်တဲ့လူဆောင်နှစ်တန်းကိုလွန်သွား၍မြို့ထဲသို့ဝင်သောတန်တကားသို့ရောက်ရင်ထိုတကားသည်အလိုလိုပွင့်သည်ဖြင့်သူတို့သည်ထွက်၍လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှကောင်းကင်တမန်သည်ချက်ချင်းပေတရုမှခွာ၍သွားလေ။စတိပေတရုသည်ဒရိယလျင်ယခုပင်သခင်ဖျားသည်မိမိကောင်းကင်တမန်ကိုဆီလွတ်၍ဟေရုမင်းလက်မှ၎င်း ယူရလူတို့ဤမျော်လင့်ခြင်းမှ၎င်းငါကိုကယ်နှုတ်တော်မူသည်ငါအမှန်ကယ်နှုတ်တော်မူသည်ကိုငါအမှန်တည်ဟုအောင်မိစေတဲ့အဲ့ဒီကောင်းကင်တမန်ကပေတရုကနေချက်ချင်းခွာသွားပြီးမှပဲပေတရုကသတိရလာတယ်ဟာဒါအိမ်မဟုတ်ဘူးယူပါယုံမဟုတ်ဘူးတကယ်လက်တွေ့အပြင်မှာဖြစ်နေတာဖြစ်တယ်အခုအခုလေးပဲဖျားသခင်ဟာသူ့ကောင်းကင်တမန်ကိုဆီလွတ်ပြီးတော့မှဟေးတို့မင်းရဲ့လက်ကနေ၎င်းတဲ့ယူရလူတို့ဤမျော်လင့်ခြင်းမှ၎င်း ေရုံမင်းကလည်းယူဒာလူတွေပြောဖို့ရန်အတွက်မျောလင်းချင်းပေးတယ်အဲ့ဒီမျောလင်းချင်းကဘာလဲဆိုတော့ပေတရုတို့ကိုလည်းဖမ်းထားပြီးပြီမင်းတို့နောက်နေ့ကြရင်သူ့ကိုလည်းမင်းတို့ကြိုက်တယ်လို့စီရင်လို့ရမယ်လို့မျောလင်းချင်းပေးတယ်အဲ့ဒီမျောလင်းချင်းကလည်း၎င်းငါကိုကဲနှုတ်တော်မူသည်ဟုငါမှန်သည်ဟုအောက်မိစဉ်လူများစုဝေး၍ဆူတောင်းရအဲအပေါ်မှာကျွန်တော်တို့ဖတ်ထားတဲ့အတိုင်းဒီယုံကြည်သူတွေဟာစူးစမ်းပြီးတော့မှဆူတောင်းကြတယ်လေ အဲ့ဒီဆူတောင်းတဲ့နေရာမာကုလို့အမည်ရတဲ့ယောဟန်ရဲ့အမိမာရိအိမ်ကိုသွားတယ်တဲ့အိမ်ကိုတကားကိုခောက်လေတော့တဲ့ဒါနဲ့ပေတရုကအိမ်ကိုအိမ်တကားကိုခောက်တာဗောဒကမာကြီးကိုခောက်တော့အဲ့ချိန်မှာအထင်းမှာဆူတောင်းနေတဲ့သူတွေကသူတို့ကတိတ်တဆိတ်ပဲဆူတောင်းနေမှာဖြစ်တယ်ဘာလို့လဲဆိုတော့အာအစိုးရအာဏာပိုင်တွေကခရိယံဘာသာဝင်ယုံကြည်သူနောက်လိုက်တွေကိုနှင်းဆဲနေတဲ့ကာလဆိုတော့ကဲအော်ယောယောဒီနင်းသွားကြည့်လိုက်စမ်းဆိုပြီးတော့မှယောဒီအမည်ရှိတဲ့မိမငယ်တယောက်ကို လွတ်လိုက်ကြတယ်အဲ့ဒါနဲ့သူကလာပြီးတော့မှဘယ်သူလဲမသိဆိုပြီးတော့မှသွားကြည့်ပေးသွားသွားနားထောင်ပါဦးဆိုပြီးတော့မှအဲ့ဒါနဲ့သွားနားထောင်တော့တခါနောက်မှသွားနားထောင်တယ်နားထောင်တဲ့ချိန်မှာပေတရုကခေါ်နေမှာပေါ့ခေါ်နေတော့အပိုင်ငယ်ဆက်လေးမှာပေတရုဤစကားတန်ကိုတိလင်အဲ့ဒီရောတွေကပေတရုရဲ့စကားတန်ကိုဟာဒါဒီတန်ဟာတမန်တော်ရင်ရှင်ပေတရုရဲ့တန်ပဲဆိုပြီးတော့မှတကားကိုမဖွင့်ဘဲနဲ့ဝမ်းမြောက်တဲ့စိတ်နဲ့အထဲသို့ပြေးဝင်ပြီးတော့မှ ေတရုဟာတကားရှိမှရက်နေတယ်လို့သူပြောတယ်။အဲ့ဒါအဲ့ဒါကိုကြားတော့ဆူတောင်းနေတဲ့သူတွေကမင်းနေယူနေသလား။ပေတရုကိုဖမ်းထားတာလေထောင်ထဲမှာအဆောင်နေနဲ့အထက်ထက်ထောင်အင်းတွေတော့ကြားထဲမှာအထက်ထက်ကြားထဲမှာသူနေနေတာဆိုပြီးတော့မှနေယူနေသလားနေတော့ကြောင်တောင်တောင်နဲ့ဘာလို့ရှောက်ပြောနေတာလဲလို့သူတို့ပြောမှာပေါ့။ထုံမင်းငယ်အားဆိုကြတော်လဲပေတရုအမှန်ရှိသည်ဟုသူဒီအခိုင်မာဆိုရင်း ပေတရုဤကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏မဟုတ်ဘူးတကယ်ပေတရုရဲ့အတန်ပဲဒါပေတရုပဲလို့ပြောတဲ့အခါမှာပေတရုရဲ့သူတို့ကမဟုတ်တော့ဘူးဒါပေတရုရဲ့ကောင်းကင်တမန်ဖြစ်မှာပါဆိုပြီးတော့မှပြန်ပြီးတော့မှပြောကြတယ်တဲ့အဲ့ဒါနဲ့ပေတရုကဆက်ပြီးတော့မှတကားကိုခောက်တယ်ပေတရုဒီခောက်ရည်နေတော့တကားကိုဖွင့်ကြည့်၍သူ့ကိုမြင်သဖြင့်အလွန်အံ့ဩကြ၏တဲ့ပေတရုကတကားပြစ်ဆက်ခောက်တော့အသွားဖွင့်ကြတာပေါ့အားလုံးကသွားဖွင့်ကြတော့ပေတရုကိုမြင်တဲ့အခါမှာ အလွန်တရာအံ့ဩကြတယ်အဲ့ဒီအံ့ဩကြတယ်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကဒီနေရာမှာဘာမှလုံးနဲ့ဆိုလစ်ပြလွင့်စင်သွားတော့အောင်တို့ဟာမြင်တတ်မိသွားကြတယ်ဆိုတဲ့ဟောသဘောတရားဖြစ်တယ်ဒါကြောင့်မလို့ဟောပြီးတို့မြင်တဲ့ခါမှာတို့မျော်လင့်မထားတဲ့အရာကြီးကိုတို့မြင်တွေ့လိုက်ရမြင်တွေ့လိုက်ရတို့တို့ခံစားရတဲ့ခါမှာတို့ဟာမြင်တတ်မိပြီးတော့မှဒီအံ့ဩမိမောတွေ့ဝေပြီးတော့မှလစ်ပြလွင့်စင်နေတို့ဟာတို့ဟာဖြစ်သွားကြတယ်ပေါ့ဒီညမှာ ဘာလို့အဓိကပြောချင်တာလဲဆိုတော့ယုံကြည်သူတွေဟာယုံကြည်သူချင်းချင်းတော်လကောင်းအော်မိမိရဲ့မိသားစုမှာတော်လကောင်းအတက်တာမှာဒီခက်ခဲချင်းဆင်းရဲဒုက္ခလို့ခေါ်တဲ့အရာတွေကြုံတွေ့နေရပြီဆိုလို့ရှိရင်ကျွန်တော်ကျမတို့ဟာကြိုးစားပြီးတော့မှဆူတောင်းဖို့လိုတယ်ဒီမှာကြိုးစားပြီးတော့မှဆူတောင်းဖို့လိုတယ်ကျွန်တော်တို့ဟာဒီလိုကြိုးစားပြီးတော့မှဆူတောင်းတဲ့အခါမှာဆူတောင်းနေတဲ့ ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အတ္တတာထဲမှာယုံကြည်ခြင်းကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေအဓိကဆုတောင်းဖို့လိုအပ်တာဖြစ်တယ်။အာဒီအကြောင်းအရာကိုကြည့်လိုက်လို့ရှိရင်ပီတရုအတွက်ကြိုးစားပြီးတော့မှဆုတောင်းနေတဲ့အသင်းသားတွေကပီတရုပီတရုပြန်လွတ်လာဖို့ဆုတောင်းနေတာမဟုတ်တော့ဘူးနဲ့တူတယ်။ပီတရုခံနိုင်ရရှိဖို့ပီတရုဟာအာအရာရာကိုထောင်ထဲမှာခံနိုင်ရရှိပါစေတော့ဆိုပြီးတော့မှများ ဆူတောင်းနေကြသလားသို့မဟုတ်ပေတရုဟာအာပြန်လွတ်လာဖို့သူတို့ဆူတောင်းနေကြရင်တောင်မှသူတို့မှဟောပေတရုပြန်လွတ်လာမယ်ဆိုတော့မျောလင့်ချက်မရှိဘူးဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ပေတရုပြန်လွတ်လာတဲ့အချိန်မှာပေတရုပြန်လွတ်လာတဲ့အချိန်မှာသူတို့ဟာမယုံဘူးမယုံနိုင်ဘူးဒီယောဒီဆိုတော့အမျိုးသမီးလေးကတွားပြီးတော့မှပေတရုအပြင်မှာရောက်နေတယ်လို့ပြောတဲ့အခါမှာမဖြစ်နိုင်ဘူးနေယူနေလားတောင်တောင်တောင်နဲ့ဘာတွေပြောနေတာလဲဟိုစစ်နယ်လူနဲ့ရောက်ကြရလား ဒီမှာကြောက်လန့်နဲ့ဆူတောင်းနေရပါတယ်ဆို။ဘာညာပေါ့သူတို့ပြောကြတယ်။မဟုတ်ဘူးတကယ်ရှိနေတယ်လို့ပြောတဲ့အခါမှာအာဒါပီတရုရဲ့ကောင်းဝင်တမန်ဖြစ်မှာပေါ့။ဆိုပြီးတော့မှသူတို့လုံးဝမယုံနိုင်ဘူး။ပြောချင်တာသူတို့ဟာဆူတောင်းနေတယ်။ဒါပေမဲ့ပီတရုပြန်လွတ်လာမယ်ဆိုတော့သူတို့မယုံနိုင်ဘူး။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကျမတို့ဟာအသက်တာမှာဟောငါဒီအမှုရာကြီးကနေအော်လွတ်မြားလွတ်ပါတော့မလားဒီခက်ခဲချင်းထဲကနေကျွန်တော်တို့ကြော်လွန်နိုင်ပါမလားလို့ဟောထင်ကောင်း ထင်မိနိုင်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကျမတို့ဟာစူးစားပြီးတော့မှဆူတောင်းဖို့လွယ်တာဖြစ်တယ်ဒီလိုစူးစားပြီးတော့မှဆူတောင်းတဲ့အမှုရာပေါ်မှာဘုရားသခင်ကကျွန်တော်တို့ဆူတောင်းတာထက်ပိုပြီးတော့မှကောင်းတဲ့အရာကိုဘုရားသခင်ကပေးမယ်ဆိုတော့ဟောရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အပိုင်းငယ်17မှာဖော်ပြထားတယ်မင်းတို့ဟာမကောင်းသည့်တိုင်အောင်ကိုသားသမီးကမုံကိုတောင်းရင်မွေကိုပေးမဲ့သူတယောက်မှမရှိဘူးတဲ့မတဲ့ခန်းကြီးခွန်ပိုင်းငယ်17 ဒီမှာတင်းတို့ဒီအဆိုးဖြစ်ရပြင်ကိုသားတို့အားကောင်းသောရာကိုပေးတက်လျင်ထုံမြမက ကောင်းငင်ပုံ၌ရှိတော်မူသောတင်းတို့အဘဒီဆူတောင်းသောသူတို့အားကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်လောတဲ့ဆူတောင်းတဲ့သူကိုမင်းတို့ဆူတောင်းတဲ့အတိုင်းငါပေးမယ်လို့ဘုရားကမပြောထားဘူးဆူတောင်းတဲ့သူကိုဘုရားသခင်ကကောင်းတဲ့အရာကိုပေးမယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီယုံကြည်သူအတင်းတော်ဟာရှင်ပေတို့အတွက်ဆူတောင်းနေတယ်သူတို့ဘာလို့ဆူတောင်းနေမှန်းတော့မသိဘူး အာရှင်ပေတရုပြန်လွတ်မြောက်နိုင်ဖို့လည်းဖြစ်နိုင်တယ်ရှင်ပေတရုဘာပဲဖြစ်ဖြစ်အဆုံးထိတိုင်အောင်ခံနိုင်ရှိဖို့လည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အထက်မှာတို့ရဲ့အာကိုရတဲ့ယာကုတ်ကအသက်ခံလိုက်ရပြီဆိုတော့တို့ဟာဒီပြန်လွတ်လာဖို့တော့မျှော်လင့်ခြင်းတိတ်မရှိတော့ဘူးဘလို့ပဲဖြစ်ဖြစ်တို့ဆူတောင်းတန်ကိုဘုရားသခင်ကနာညောင်းပြီးတော့မှတို့အတွက်အကောင်းဆုံးဖြစ်တော့တို့ဆုမတောင်းတဲ့ပုံစံမျိုးကောင်းသောအရာတိဟုသောပေတရုကိုပြန်လဲ လွတ်ငင်းချမ်းသာခွင့်ကိုဘုရားခင်ကိုယ်တိုင်ကသူကောင်းကင်တမန်အပြင်ပြုလုပ်ပြီးတော့မှထောင်ပြင်ကိုပြန်ထုတ်ပြီးတော့မှသူတို့စီကိုအရောက်ပြန်ပို့ခဲ့တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ယုံကြည်သူအာချစ်တော်ဓမ္မမိတ်ဆွေကျွန်တော်ကျမတို့ရဲ့တက်တာမှာအခက်အခဲချင်းနေနဲ့ကြုံတွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်ကျမတို့ဟာဒီမမျှော်လင့်ထားသည့်တိုင်အောင်ကြိုးစားပြီးတော့မှဆုတောင်းမယ်ဆိုလို့ရှိရင်အသက်ရှင်သောထာဝရဘုရားသည်ကျွန်တော်တို့အတွက် ကျွန်တော်မိသားစုအတွက်လိုအပ်တော့ကျွန်တော်တို့အတွက်လိုအပ်တော့ကျွန်တော်တို့အသင်းတော်အတွက်လိုအပ်တော့ကျွန်တော်ဆူတောင်းတိအတိုင်းမဟုတ်တိတိုင်းအောင်ကျွန်တော်ဆူတောင်းတာထက်ပိုကောင်းသောအရာကိုဘုရားသခင်ကပြင်ဆင်ပေးပြီးတော့မှသူ့ရဲ့တတ်နိုင်စွန်းဘုံတကိုးတော်ကိုပြတာမှဖြစ်တယ်ထို့ရာအပြင်ဘုရားသခင်ဒီအရာခသိန်းကို ပြုတ်လုံနိုင်တော့သူဖြစ်ကြအောင်ဘုရားသခင်ရဲ့ဘုန်းတော်ဘုရားသခင်ရဲ့လက်တော်ဟာကြီးမားကြောင်းကျွန်တော်ကျမတို့ဟာမြင်တွေ့ရပြီးတော့မှထိုဘုရားရှင်ကိုတာ၍သူ့ရဲ့ဘုန်းတော်ကိုချီးမွမ်းနိုင်မှာဖြစ်တယ်ဆိုတဲ့အရာလေး ਨੇ ဒီနေ့နိုင်ငံတိုက်တွန်းခေါ်ပေးလို့တာဖြစ်တယ်အရောက်စီတိုင်းကိုဘုရားသခင်တည်တပန်းကောင်းကြီးပေးပါစေ